ကျွန်တော်ကိုအမြဲတမ်းအားပေးနေတဲ့ခရီးရန်တယောက်ရှိတယ်ကိုထူးတဲ့။ तू ကတော့အကောင့်စစ်နဲ့လာတာ။ဒါပေမဲ့ तू ဘာမှကျွန်တော်ကိုပြန်ပြီးပြောနိုင်ရုံထုံစံတော့မရှိဘူး။ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကိုခရီးရန်ကောင်လေးဘာသာရေးတွေပြောတဲ့ခရီးရန်ကောင်လေးမျက်မှန်လေးနဲ့ကောင်လေးရနေပြီးတော့ပြန်ပြီးတော့ဖြည့်ရှင်းထားတဲ့ဗီဒီယိုဖိုင်တွေကျွန်တော်လာပြကျွန်တော်အားနဲ့ဝင်ကြည့်ပါလေ။ဝမ်းတာတယ်။ဘာကြောင့်ဝမ်းတာလဲလို့မေးလို့ရှိရင်ကျွန်တော်လိုချင်တာကဒါပဲ။ ကလေးတွေကအတွေးခေါ်တွေရှိလာမယ်။ခေါင်းတွေကိုပွင့်လင်းလာမယ်။ဆိုတော့တစ်ချိန်လုံးဘာသာရေးနဲ့ခေါင်းတွေက brain wash လုပ်ခံရတာအချိန်ချင်းရိုင်းရိုင်းလေးပြောလို့ရှိရင်တလောကလုံးကဘာသာရေးမရင်အကျင့်ခံရတာနိုင်ငံရေးမရင်အကျင့်ခံရတဲ့ခေါင်းတွေအဲ့တော့ကိုယ့်ဘာသာမှန်ကန်ကြောင်းကိုယ့်ယူဝါဒတွေမှန်ကန်ကြောင်း brain တွေနဲ့ဖွင့်ပြီးပြောရမှာဒါမှမဟုတ်ဒီကလေးမှာမပွင့်လင်းသေးဘူးပေါ့နော်အစ္စလမ်ဘာသာအကောင်လေးတယောက်က သူ့မှာအလားရှိကြောင်းပြောသွားတာစကားလေးရငင်ငင်တက်တက်ရင်ရင်ကြီးကြီးစကားအေးအေးလေးနဲ့ပြောသွားတာဆိုတော့ပညာသားတွေပါတယ်ကျွန်တော်လိုချင်တာအားဒါတွေလိုချင်တာဆိုတော့အတိတ်ပဲမဲပညာမဲအောက်တန်းသားစကားတွေပြောနေတဲ့ခက်ကြီးတစ်ခက်ကိုပြောင်းလဲပစ်ချင်တယ်ဆိုရှယ်မီဒီယာမှာမကျင်တဲ့ဘူးဆိုဝိုင်းပလိန်ဝိုင်းဆဲအော်တခါတည်းအားဝိုင်းအုံအုံနဲ့ကျင်းတဲ့ဝိုင်းပြီးတော့ဟိုခွေးနာလောက်ကြိုက်တယ်လို့အုံနဲ့ကျင်းတဲ့ဖြစ်နေတဲ့လောက်ကြိုက်တစ်ခုကျွန်တော်ဆက်စုပ်ယုံရှာတယ် ဒါကြောင့်မလို့အတွေးခေါ်တွေအယူအဆတွေကိုလူငယ်တွေပြောရမယ်။ဘာသာတရားနဲ့ပဲဖြစ်ဖြစ်ယုံကြည်မှုကိုပဲဖြစ်ဖြစ် brain wash လုပ်ထားတဲ့အလုတ်ခံထားတဲ့အရာတွေကိုပုံပွင့်လင်းလင်းပြောရတဲ့တတိတွေရှိရမယ်။ယုံကြည်မှုကိုခိုင်မာတဲ့အကြောင်းပြချက်တွေနဲ့ပညာတွေနဲ့အကြောင်းပြရနိုင်ရမယ်။အထိပယ်မဲ့အကြောင်းပြချက်တွေမရှိဘူး။ Islam ဒီအောင်ခုနမွတ်စလင်ကလေးပြောသွားတဲ့စကားဟုတ်ပဲအရင်ပြောပြမယ်။နော်။အလားရှိတဲ့အကြောင်းကိုသူတို့ကိုရန်ကျမ်းထဲမှာ ဒီယောက်ျားနဲ့မိန်းမအဖိုးမဆက်ဆံပြီးတဲ့အခါမှာအလာကအလွှာသုံးလွှာနဲ့ဘလို့ထိန်းချုပ်တယ်ဘာညာပေါ့နော်အဲဒါသူကရှင်းပြသွားတာအဲ့ဒီအတွက်ကျွန်တော်တို့မျက်လုံးတွေကဘလို့အုံနောက်တွေကဘလို့အဲ့ဒီအတွက်အလာကိုဘလို့မြင်နိုင်မလဲဆိုတဲ့ဇကားကြီးပညာသာပါပါပြောသွားတာအဲ့ဒါမျိုးကိုကျွန်တော်ကသဘောကျတယ်ရေးချိတာခေါင်းတွေကပညာနဲ့အလုံးလို့ကသူ့ကိုနောက်ထပ်ဗုဒ္ဓဘာသာဘက်ကဖြည့်ရှင်းမလား ခရိယံဘက်ကဖြည့်ရှင်းမလားကြိုက်သလိုဖြည့်ရှင်းသူတို့ကိုယ်တိုင်ကြမ်းတဲ့တားတယ်ဆိုတော့ပြနိုင်တယ်ပုံကိုယ်တွေကလည်းပညာနဲ့ပဲဖြည့်ရှင်းရမယ်အာဝိုင်းဘလိန်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်အောက်တန်းစားစကားပြောနေတဲ့ခကြီးတခုကိုကျွန်တော်အဆုံးသတ်စေချင်တယ်ပညာတွေနဲ့အပြိုင်ဆိုင်သူတဲ့ငါကဘလို့တော်တယ်ဘလို့တက်တယ်ငါဘလို့ပြောနိုင်တယ်ဒါမျိုးတွေဖြစ်စေချင်တာဒါမှမဟုတ်ကျွန်တော်တို့အမြဲတမ်း hints တွေပေးတာသဘောတရားလေးတွေကျွန်တော်တို့ကထုတ်ပြတာအကယ်၍မြန်ကိုရန်ကျမ်းထဲမှာပါတယ်ကာလာလရည်ကြီးအကြောင်းကိုကိုရန်ကျမ်းထဲမှာပါတယ်ဆိုရင် ကိုရန်ကျမ်းထဲအရင်နှစ်တထောင်ကျော်စောပြီးတော့ဟောခဲ့တဲ့ဗုဒ္ဓရဲ့ကျမ်းစာတွေကာလာလရေကြီးကာလာလရေကြီးကနေအမြုံဆိုင် အမြုံဆိုင်ကနေအခဲအခဲကနေခတ်မှ၅ပြ။ဒီလိုတစ်ခုချင်းပေါ်လာတဲ့အကြောင်းကိုဟောထားတဲ့တုတ်တန်ဒေသနာတွေရှိတယ်။အဘိဓမ္မာသမားတွေကအဘိဓမ္မာနီးနဲ့ရှင်းမယ်ဆိုရင်ဒီထဲကျဲကျဲပြက်ပြက်ရှင်းတာ။ကိုကျော်ကြီးတို့အဘိဓမ္မာနီးကိုလက်ဘိဓမ္မာနီးသမားတွေမဟုတ်ဘူး။ကိုကျော်ကြီးတို့ကတုတ်တန်နီးသမားတွေ။ဟုတ်တယ်နော်တုတ်တန်နီးနဲ့ပဲကိုကျော်ကြီးတို့ကပြောပြမယ်။ ီလိုဘာကြောင့်ဖြစ်လာတာလဲလို့မြင်လို့ရှိရင်ရှေ့မှာဖြစ်ခဲ့တဲ့ဘဝတစ်ခုကသုတိစိတ်ကြတဲ့အချိန်မှာအဲ့ဒီသုတိစိတ်မကြခင်မှာသူပြုတ်ထားခဲ့တဲ့ကံတွေရှိတယ်အဘိသင်္ခါရဝိညာဉ်လို့ခေါ်တယ်မျိုးစေ့ဝိညာဉ်တွေရှိတယ်အဲ့ဒီမျိုးစေ့ဝိညာဉ်ကကုသိုလ်ကံအကုသိုလ်ကံဒီပုံမှာမူတည်ပြီးတော့သူဟာတလိ္ဆာအနေနဲ့လည်းမျိုးစေ့ကြခြင်းကြမယ်ပရိသေတွေ၄မျိုးတစ်ခုခုမှာသွားကြအဲ့ဒီဝိညာဉ်အဲ့ဒီ အမိဝမ်းမှာတီလိုက်တဲ့ခါကျမှအဲ့ဒီရုပ်နံတွေကတဖြည်းဖြည်းနဲ့ပွားများလာနံရုပ်ကြောင့်ဝิญဉ်ဝิญဉ်ညောင်းနံရုပ်ဆိုတော့အဲ့ဒီစိတ်ရှိနေလို့အဲ့ဒီရုပ်တွေကတဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့ထွန်းကားလာတာတညာကြောင့်တညာနဲ့ပတ်သက်တဲ့ brain ဤဝေဒနာကြောင့် brain နဲ့ဝေဒနာနဲ့ပတ်သက်တဲ့နှလုံးသားဓာတ်တွေကဖြစ်လာတာအဲ့တော့ဓာတ်တွေနဲ့ပတ်သက်ပြီးတော့အစ်စ်မြင့်ထက်ချဲ့လို့ရှိရင်ဇန်နေတမာဘက်ဓာတ်ပါလာတယ်ဆိုတော့ဓာတ်တွေကြတော့အရန်အလန့်ဝေးသွားတယ် တော်ရုံလူတွေနားလည်ပုံနေနေသားသားဗုဒ္ဓဘာသာတီတော့မှဥလဲလဲခြားလဲလဲဖြစ်နေတယ်ပြဿနာတွေရှိတယ်ဟုတ်ဖြစ်ရှင်းလို့မရတဲ့ပြဿနာတွေပေါ့နော်အလွန်မတန်မှခက်ခဲတယ်ခက်ခဲနေနေတဲ့အရာတွေဖြစ်တဲ့အတွက်ဒါသဘောတရားတော့ပဲဒီဘက်ကိုပြောပြမယ်ဝိဒနာတညာသင်္ခါရဝိညာဉ်ဆိုတဲ့သဘောတရားတွေ အဲ့ဒီရုပ်ပေါ်မှာမှီညံလိုက်တဲ့ခါကျတော့အဲ့ဒီရုပ်တွေက ဝေဒနာမှီရာရုပ်တွေဖြစ်လာတယ်။တညာမှီရာရုပ်တွေဖြစ်လာတယ်။သင်္ခါရမှီရာရုပ်တွေဖြစ်လာတယ်။အဲ့တော့ရုပ်နဲ့နံအပြန်အလှန်ကျေစုပြုတ်ရင်းနဲ့မျက်စိတွေနားတွေနှာခေါင်းတွေအာယုံခံစနစ်တွေပေါ်လာတယ်။အဲ့ဒီအာယုံခံစနစ်တွေနဲ့တညာတွေမှီရာဝေဒနာတွေမှီရာသင်္ခါရတွေဝင်ရာအုံနောက်တွေအသေးတွေနှလုံးတွေတစ်ခုချင်းတစ်ခုအဲ့ဒါဒီအားလုံးကိုပထဝီဓာတ်တွေလို့ပြောတာ။ ဲ့ဒါဒီအားလုံးကအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးတဘာဝကြီးကြီးလျောက်ဖြစ်လာတာမဟုတ်ဘူးနန်းကရုပ်ကိုမှီတယ်ရုပ်ကနန်းကိုမှီတယ်အပြန်အလှန်မှီတင်းတယ်အဲ့တော့ဒါဒီကိုလွယ်လွယ်ကူကူတက်တည်ပြလို့ရလားဆိုရတယ်တက်တည်ပြလို့ရတယ်ရှင်းရှင်းလေးတက်တည်ပြလို့ရတယ်လူတယောက်ဒေါသထွက်နေရင်အဲ့ဒီလူတယောက်ဒေါသထွက်နေတဲ့ရုပ်ကိုကြည့်မျက်နှာပေါ်မှာဒေါသရုပ်တွေအလိုလိုပေါ်လာတယ်ဒီတယောက်ဒေါသထွက်နေတယ်ဆိုတာကိုထင်ထင်ရှားရှားမြင်ရတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ဝိညာဉ်ကြောင့်ဒေါသထွက်နေတဲ့စိတ် စိတ်ကိုဝิญဉ်လို့လည်းခေါ်တယ်မနောလို့လည်းခေါ်တယ်ဘာဖြစ်လို့မနောလို့စိတ်လို့ဝิญဉ်လို့တစ်မျိုးပြီးတစ်မျိုးလှဲခေါ်လဲလို့မြင်လို့ရှိရင်မနောလို့ပြောလို့ရှိရင်ဓာရအိပ်ပျော်နေတဲ့အချိန်အိပ်ပျော်နေတဲ့အချိန်စိတ်ကမရှိတာမဟုတ်စိတ်ကရှိတယ်အဲ့ဒီစိတ်ကဘာအလုံးလုံးလဲလို့မြင်လို့ရှိရင်နှလုံးနေခုံအောင်အလုံးလုံးနေတယ်အဲ့ဒါကိုအဲဝဇီတင်အဲ့ဒါကိုမနောတင်ခါရလို့ခေါ်တယ်သူကခန်းစားချက်ကိုပြီးတာဖြစ်တယ်မနောတင်ခါရလို့ခေါ်တယ် အဆုတ်ကိုအလုတ်လုတ်ပြီးတာခါကြတော့ကာယတင်္ခါရလို့ခေါ်တယ်တွေးတော့ကြံစည်နေပြီဆိုရင်ဝစီတင်္ခါရလို့ခေါ်တယ်အဲ့ဒီစိတ်ကအဲ့ဒီတင်္ခါရအလုတ်လုတ်ဖို့အတွက်တည်နေတယ်အဲ့ဒါကိုမနှောဒွာရလို့ခေါ်တယ်ဟုတ်ပြီနော်မလို့နေတဲ့ချိန်မှာအာယုံကိုတိနေပြီမြင်တာတိတယ်ကြားတာတိတယ်ဆိုရင်စိတ်ဖြစ်သွားတယ်အဲ့ဒီကမှထွေထွေထူးထူးကြံစည်တာတွေးတောတာတွေကိုအကျဲ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 တွေအထူးတိသွားပြီဆိုရင်ဝဉဉ်လို့ခေါ်တယ် ိုင်မိုင်နိုင်နိုင်တခုခုကိုကင်လှုပ်သွားပြီဆိုရင်ဝิญဉ်လို့ခေါ်တယ်။အဲ့တော့နိုင်ရုပ်ကြောင့်ဝิญဉ်ဝิญဉ်ကြောင့်နိုင်ရုပ်အပြန်အလှန်ဖြစ်တယ်ဆိုတော့ကိုမြတ်စွာဘုရားတုံတန်ဒေသနာပေါင်းများစွာဟောထားတယ်။ပရိစ္ဆေသမုပ္ပါကိုဟောတဲ့အာနန္ဒာတုတ်ထဲမှာဆိုရင်အာနန္ဒာတဲ့အကယ်၍မြန်တဲ့ဒီအမိဝမ်းမှာဒီကလေးဟာဝิญဉ်သည်ချုပ်သွားခဲ့သည်ရှိတော်တဲ့အတိတ်အတိတ်ကပြုတ်ခဲ့တယ်တည်သွားတဲ့ပုံကိုတတ္တဝါတအူးရဲ့မျိုးစေ့ကံဝิญဉ်က ဒီကလေးမှာအမိဝမ်းထဲမှာတည်ရယ်တည်နေတန်းလန်းနဲ့ခတ်မှ၅ပြားဒီပါဒီထွက်လာပြီဆိုရင်တဖြည်းဖြည်းနဲ့တည်နေတဲ့အဲ့ဒီဝิญဉ်ချုပ်သွားခဲ့တော့အဲ့ဒီကလေးကစီပင်ပြန်ပွားခြင်းထပ်ဖြစ်မလားမဖြစ်ဘူးအဲ့ဒါလေလောကကြီးမှာစိတ်ပညာရထင်ထင်ရှားရှားသိရတယ်လူကြောက်ကလေးမွေးတယ်လူကြောက်ကလေးလူကြောက်ကလေးမွေးတာမဟုတ်အသေးလေးမွေးလာတာတဖြည်းဖြည်းနဲ့တော့သူကထွန်းကားလာတယ်ပွားများလာတယ်ဒါပေမဲ့အဲ့ဒီဝิญဉ်ကလူလောကတဲကိုရောက်နိုင်လောက်တဲ့စွမ်းအားတက်တည်အရေးအချင်းမရှိတော့ဘူးသူ့မှာခွန်အားမပါလာဘူး မပါလာတဲ့အတွက်အမိဝမ်းထဲမှာတည်သွားတဲ့ခါကျတော့အဲ့ဒီအမိဝမ်းထဲမှာကလေးလေးကတည်သွားတာအဲ့တော့သူကအချောက်ကလေးဖြစ်နေအမိဝမ်းထဲမှာနေတဲ့အတွက်သူကမပုံမသိုးသွားတာပဲရှိတယ်အဲ့တော့မပုံမသိုးသိုးသွားပဲနဲ့အဲ့ဒီကလေးကအဲ့ဒီအချောက်တိုင်းလေးထွက်လာလူကြောက်ကလေးမွေးတယ်ဆိုတော့မှလူသေးလေးမွေးလာအမိဝမ်းထဲမှာနေနေတဲ့အချိန်မှာအဲ့ဒီဝိညာဉ်ရှိနေလို့အဲ့ဒီရုပ်ဒီခန္ဓာတွေတဖြည်းဖြည်းပွားများလာတာနှလုံးတွေခုန်လာတာအဲ့တော့သူတို့ရဲ့ကျန်းစာအလိုရဆိုရင်အပြင်လောကကိုရောက်မှနှာခေါင်းကနေမှုတ်သွင်းတယ်လို့အတိအကျပါတယ် အတက်ဇီဝကိုနှာခေါင်းကနေမှုတ်သွင်းတာအဲ့တော့အဲ့ဒီအထိကလွဲသွားတယ်တကယ်တော့ကလေးကအမိပိုက်ထဲမှာတည်းကအတက်ကရှင်တန်နေတာနှလုံးခုန်နေတယ်ဟုတ်တယ်နော်နှလုံးခုန်နေတယ်အဲ့ဒါဒီဝิญဉ်ကိမ့်နေတယ်ဆိုတော့အတီကပြဿနာပါအဲ့တော့သူတို့ဝิญဉ်နဲ့ဗုဒ္ဓဘာသာဝิญဉ်ကလည်းမတူဘူးသူတို့ကအတက်ကောင်းလို့ဇီဝင်ကဗုဒ္ဓဘာသာမှာအတက်ဇီဝိတဇီဝိတယုတ်ကမ္မဇတိဆိုအပူမှု့ ဲ့ဒီနှစ်ခုကအတွဲလိုက်ပဲမီးနဲ့အလင်းရောင်လိုပဲမီးလင်းလာလို့ရှိရင်အလင်းရောင်ကိုမြင်ရတယ်လို့ပဲဒီအလင်းရောင်ကြောင့်ဒီမီးလိုမြင်ရတယ်လို့ပဲအတွဲလိုက်ရှိတယ်ကံမစတေဇောနဲ့ဇီဝိဒအဲ့ဒီနှစ်ခုကအတွဲလိုက်ရှိတယ်ဝိညာဉ်ကအတွဲလိုက်မရှိဘူးဝိညာဉ်ကတက်တက်ဖြစ်တယ်အဲ့တော့ဝိညာဉ်ကစိတ်ပဲအဲ့ဒါကိုတစ်မျိုးပြီးတစ်မျိုးပြောရတယ်မနှောလို့ပြောလို့လို့ရှိရင်အိပ်ပျော်နေတဲ့အချိန်မနှောတော်ရဘဝင်စိတ်ပေါ့အဲ့ဒါကိုဘဝင်စိတ်လို့ခေါ်တယ်အယုံတွေကိုတိတ်နေပြီဆိုရင်စိတ် အဲ့ဒီကနေထွေထွေတူတူတည်သွားပြီလုံးခဲလိုက်အစုဝေးစိတ်အစုဝေးဖြစ်သွားလို့ရှိရင်ဝิญဉ်လို့ခေါ်တယ်အဒီဟာပဲအဲ့ခရိယန်ကောင်လေးကအကိုကျော်ကြီးကိုတိုက်တိုက်ခိုက်တာအဲ့မှာသူတို့ကဘာကိုပြောလဲဆိုတော့တလိษံဒီမှာ ဝိညာဉ်မရှိဘူးတိရိစ္ဆာန်နဲ့ဝိညာဉ်ရှိတယ်ခန္ဓာ၅ပါးပဲမြတ်စွာဘုရားကခန္ဓာ၅ပါးရှိတာကိုတတ္တဝါလို့ပြောတယ်ဒါဆိုရင်တိရိစ္ဆာန်တွေကလူလိုဘာလို့မတွေးနိုင်လဲဆိုတော့သူတို့ရဲ့ရုပ်တွေဝေဒနာတွေတညာတွေသင်္ခါရတွေခွန်အားနေပြီးတော့အပေပုံကြထားတဲ့တတ္တဝါမှုလို့လူလိုအသိဉာဏ်မျိုးမဖွင့်ပြူတာလူထက်ပို့ပြီးတော့နတ်တရားပို့ဖွင့်ပြူတယ်နတ်တွေတဲ့ပြမာတွေကပို့ပြီးဖွင့်ပြူတယ်စင်ကဲစင်ကဲဖွင့်ပြူမှုသည်မတူဘူးအဲဒါကြောင့်မို့တဘာသောလောကဒီလောကလို့ပြောရခြင်းဖြစ်တယ်နော်အဲ့တော့လူထက် သူတို့ကမသိနိုင်ဘူးလို့ပြောတာအဲ့ဒါမှားရင်းနေဟာလူတဲ့အောက်ချင်းကတ်တရားပို့ပြီးတစ္ဆာရှိတယ်ပို့ပြီးတော့မြစ်တာတရားအာကောင်းတယ်တလိမ့်ဆန်လေးတွေဖြစ်တဲ့ပေါ်ဝဲစိတ်ကလေးတွေကဗရင်စနစ်နဲ့အုပ်ချုပ်တယ်အဲ့တော့သူတို့မှလည်းပညာရှိတယ်လူတွေနဲ့မတူပဲ꿰ပြားသွားတာပဲရှိတယ်သူတို့မှလည်းအသိဉာဏ်ကြီးရှိတယ်မလူနဲ့မတူတဲ့အသိဉာဏ်ကြီးရှိတယ်လူတဲ့နှိမ့်ပါတဲ့အသိဉာဏ်ကြီးတို့တော့လေသူတို့နီးသူတို့ဟန်နဲ့သူတို့ပညာရက်ကြီးလည်းရှိနေတယ်အဲ့ဒါတွေကိုစာဘူးတောင်းလေးတွေမှလည်းတွေ့နိုင်တယ်အဲ့တော့တလိမ့်ဆန်မှာဝိညာဉ်မရှိဘူးဆိုတာက မှားတယ်အတိညာမှန်သမျှအကုန်လုံးဒီဝิญဉ်ပဲဝิญညာဏတက်ပဲသိနေတဲ့သဘောတရားအလုံးဒီဝิญညာဏတက်တာဖြစ်တယ်ဟုတ်လားအဲ့တော့တို့ရဲ့ကျမ်းစာအလိုရဆိုရင်အပြင်လောကကိုရောက်မှနှကောင်းကနေမှုတ်သွင်းတယ်လို့အတိအကျပါတယ်အတ္တဇီဝကိုနှကောင်းကနေမှုတ်သွင်းတာအဲ့တော့အဲ့ဒီအခြေကလွဲသွားတယ်တကယ်တော့ကလေးကအမိပိုက်ထဲမှာတည်းကအတ္တကရှင်တန်နေတာနှလုံးခုန်နေတယ်ဟုတ်တယ်နော်နှလုံးခုန်နေတယ်အဲ့ဒါဒီဝิญဉ်ကိန်းနေတယ်ဆိုတော့အတ္တက ပြဿနာပါပဲ။ Okay အဲ့တော့သူကဒီမှာပြောစားလဲဆိုရင်ဘုရားတခင်ကလူကိုဖန်ဆင်းပြီးတော့မှဇီဝအတက်မုတ်တင်လိုက်တယ်ဆိုတော့မားတယ်ဆိုရသူအနေနဲ့ပြန်ပြီးမှခြေပတာဟိုဗျာနော်။အဲ့တော့ဟိုသူကဗာလဲဆိုတော့လူဖြစ်လာတာကအမိဝမ်းကြတိုက်ကနေမစင်ခစင်ကဲပြောင်းလဲလာတယ်ဆိုရအရာသူတို့ရဲ့ကြမ်းကန်ထဲမှာပေါ်ပြထားတဲ့အရာတွေကိုသူကပြောပြတာပေါ့ဗျာနော်။အဲ့တော့ဒါလည်းဆိုင်းနဲ့လည်းဒါကိုက်ရဲ့ပေါ်ရှိလို့ပြောတယ်။အဲ့တော့ ဒါရီကဘာလဲဆိုရင် nature truth ဖြစ်တယ်ပေါ့ဗျာ။နော်လောကရဲ့အမှန်တရားကြီးဒါရီကခမားတို့မပြောရင်လည်းတိမာပဲ။ခမားမပြောရင်လည်းခမားတို့ကျမ်းစာမရေးသားနဲ့ဒါရီကတစ်ချိန်ချိန်မှာလူတွေကရှာဖွေသိရှိလာမှာပဲ။ဗုဒ္ဓမရှာဖွေထားတဲ့အရာတော့ဒီနေ့တိပ္ပံမြန်ရှင်အများကြီးရှာဖွေထားတာပဲ။နော်။ဥပမာကဘာလုံးရဲ့အချင်းကဘယ်မှန်ရှိရဲ။အလျားကဘယ်မှန်ရှိရဲဆိုတဲ့အရာဗုဒ္ဓမပြောထားဘူး။ဒါပေမဲ့ဒီနေ့ လောကီပညာရှင်တွေကရှာဖွေသိရှိထားရပဲဒါလောကရဲ့အမှန်တရားတွေပဲဖြစ်ပါတယ်သူမပြောအဲ့ဒီသိရှင်ချင်းမတိုင်းရှိနိုင်မှာပဲနောက်ပြီးရင်သူမပြောထားတဲ့အရာတွေလည်းအများကြီးဒီနေ့သိပ္ပံပညာရှင်ရှာဖွေသိရှိထားတဲ့အရာတွေရှိတယ်နော်လာကဘာနဲ့ဒီကဘာမင်းရဲ့ဘဏ္ဍမိုင်းကွာဝေးနေဆွဲအရာတွေနင်းတဲ့တရားကဘဏ္ဍမိုင်းကွာဝေးနေဆွဲအရာတွေအများကြီးရှိတာပဲဒါပြီးကဘာလဲဆိုရင်လောကရဲ့အမှန်တရားတွေဖြစ်တယ်ဘာလို့ဆိုတော့ဖျားခင်ဖန်တီးထားတဲ့အရာအားလုံးကသူ့အမှန်တရားနဲ့သူရှိပြီးသား ဒါရက် main source ကဗျာဒီနေဖြစ်တယ်လို့ပြောရှင်တာဥမာဥမာဗျာခင်ဗျာပြောလို့ဒီလူတွေကသူ့အမိဝမ်းကလေးကနေမွေးလာတာပေါ့နော်အမိဝမ်းကနေထက်စင်ဆက်စင်တီမျိုးဥကနေဆင်ကယ်ပြောင်းလဲလာတဲ့အဆင်ကနဦးအမိတယောက်ရှိဖို့လိုအပ်တယ်လေနော်ဥမာခင်ဗျားတို့ရဲ့အယူဆနဲ့ဆိုရင်တမဒီကဘာဘတ်တကဘာကြီးရရမြင်းနဲ့မျက်စွာဖျားပွင့်ရင်ဒီဘတ်တကဘာကြီးရပြက်စီသွားမယ်လေဟုတ်တယ်မလားပြက်စီသွားရင်နောက်တစ်ချိန်မှာဒီကဘာနောက်ထပ်ကဘာအတစ်တစ်ခုပြန်ဖွဲရမယ်အဲ့ကဘာတစ်တစ်ခုပြန်ဖွဲရခါမှာလူတွေကတွန်းနေသူပေါ်လာဖို့လိုအပ်တယ် နော်ဟုတ်တယ်မလားဘာဖြစ်ဖြစ်လူကောင်လုံးမဟုတ်ရင်တောင်မှပျားနာတွန်းတဲ့သူပေါ်လာဖို့လိုအပ်တယ်ဒီလူဖြစ်လာဖို့အတွက်အစုံတစ်ခုကဟုတ်တယ်မလားအဲ့ဒါကြီးကိုကြီးကြီးကျယ်ကျယ်နဲ့ရှောက်ရှောက်ပြောနေဖို့မလိုအပ်ဘူးနောက်ပြီးခင်ဗျားတို့ကခင်ဗျားတို့သူတို့ကဘောနောသူတို့နားလဲနိုင်တဲ့အတိုင်းသားဒီ nature ထွက်တွေပဲသူတို့နားလဲနိုင်နေပြန်တော့ဒီထက်ပိုပြီးနည်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 းပြောသူတို့နားမနေနိုင်တော့ဘူး ဒီထက်ပိုပြီးတော့ပြောလိုက်ရင်သူတို့မှာပါလဲဆိုရင်ချွေးပါဆောင်ပြီးမြောက်ကြီးရွှေချက်သသားနှောင်းပန်ဆိုရဲသူတို့ဖြစ်မှာပဲ။ဘာလို့လဲဆိုတော့သူတို့ရဲ့သွေးခေါ်ကကြည်လက်ရှိမြင်နိုင်တဲ့အကန့်တက်တွေထက်ကြုံလည်းမြင်သူတို့မမြင်နိုင်တော့ဘူးဗျာ။တတိဆိုင်အတ္တတာဖြစ်တဲ့အတွက်လေတတိဆိုင်လည်းသူတို့လက်ရှိရှင်သန်နေဖို့အတွက်သူတို့လုံနိုင်တယ်။နော်။သူတို့ဆန်သူတို့တည်တယ်သူတို့အချင်းချင်းချစ်ဖို့သူတို့တည်တယ်။ဒါပေမဲ့အဲ့ထက်သူတို့မမြင်ဖို့အရာအဲ့ထက်ကြုံလည်းမြင်ဆိုရင်သူတို့နားမနေနိုင်တော့ ဒါစိတ်ကူးရင်ဆန်နေစတဲ့အမျိုးမျိုးပေါ့ဗျာနော်အဲ့တော့ခုနကသူပြောရရတယ်ဖျားကြီးကကလူး source ကိုပန်တီးပေးလိုက်ပါတယ်အဲ့ဒါဗာလဲဆိုရင်အမိကလုံးဦးအမိမိဘနဲ့ရောက်ကိုဖျားကြီးကပန်တီးပေးလိုက်အဲ့လိုပဲဒီနေ့တရိတ်ဆိုင်လဲကလုံးဦးဟိုမြင်းချားဆိုရင်မြင်းချားချားဆိုရင်ချားချစ်တိဆိုလဲချစ်တိကလုံးဦး source ကိုဖျားကြီးကပန်တီးပေးလိုက်တယ်အဲ့ source တွေထဲမှာဖျားကြီးကဗာထည့်ထားပေးဆိုရင်မျိုးပွားနိုင်ဖို့အတွက်ပန်တီးပေးလိုက်တယ်ဥမာတက်ရှိဖြစ်တက်မဲဖြစ်တိတိပင်မဲဖြစ်ပေါ့ဗျာတတ်တော်ရေးပဲဖြစ်ဖြစ် ဲ့တော့အစုံလိုက်အစုံလိုက်ဖျားခင်ကဖန်တီးပြီးလိုက်တဲ့အခါမှာဆိုဖျားခင်ကအဲ့မျိုးဥတွေထည့်ပေးတယ်မျိုးစုတွေထည့်ပေးလိုက်တယ်ထည့်ပေးလိုက်ခြင်းအပြင်အဲ့လိုပဲပြန့်ပွားလာရည်လေနော်အဲ့တော့ပြန့်ပွားလာတော့ချူတော်တိရစ္ဆာန်ချူတော်သတ္တဝါကြီးကြတော့လူရဲ့ပြောကားကြောင့်လောကတဘာဝဘုရင်ဒီရင်ပြောကားကြောင့်လောကမျိုးတုံးတော့အခါမှာတော်သွေးသူပြန်မဖြစ်လာတော့ဘူးအဲ့တော့ဖျားခင်မရှိဘူးဆိုတော့ဒီတီအိုတွေတမားတွေဖျားခင်ဖန်ဆင်းချူညင်းပေးတီအိုတမားတွေအနေနဲ့ဘာပြဿနာရှိလဲဆိုတော့ တော့နေသူမျိုးသုံးသွားတဲ့တိရစ္ဆာန်ညာတော့နေသူပြန်မဖြစ်လာတော့ဒီနေ့ခင်မှာနော်ဥမာနွားတကောင်ကတော့နေသူဖြစ်လာပြီးကောင်းမြေပေါ်ပြုတ်ကျလာရဆိုတာမရှိဘူးဥမာခုခေတ်မျိုးသုံးသွားတိရစ္ဆာန်တော့သူမဖြစ်လာတော့မျိုးသုံးသွားရင်ဘာလို့လဲဆိုတော့အစ်ပင်ကြီးမျိုးသုံးသွားဘာလို့လဲဆိုတော့ဖျားကင်ဖန်တီးထားတဲ့ဟိုအရင်မြစ်တရားကုန်ခန်းသွားရည်လीနော်ရှုပ်ငါးမျိုးစိတ်တွေဆိုရင်ကုန်ခန်းသွားတယ်အဲ့ကနဦးဆိုးစ်ကိုဖျားကင်ဖန်တီးပေးရဖြစ်ပါတယ်လို့ပြောရင်နော် ခင်ဗျားပြောရှာမှမလို့တာအဲ့အရာတွေတည့်ရလေကျွန်တော်တို့လည်းနော်ဟုတ်တယ်မလားဒါပေမဲ့ကနဦးဆိုးလိုအပ်တယ်ဆိုရင်အရာကိုခင်ဗျားတို့နားလည်အောင်ပြောပြနေရတယ်ဒါပေမဲ့ခင်ဗျားတို့ကဘလောက်ထိပြောပြောတရိစ္ဆာန်တည်တာတာပဲဖြစ်တဲ့ခါမှာကျွေးပါဆောင်ပြီးမြုံပြီးရွှေချဖို့ပြောခုနကျွန်တော်ပြောအဲ့လိုပဲဖြစ်နေမှာပဲဒါပေမဲ့ science နဲ့လည်းပြောလို့ရတယ်ဒီ universe ကြီးတစ်ခုလုံးဖြိုက်ကြင် create လုပ်ထားပါရဲ့ဆိုတဲ့အကြောင်းကိုခင်ဗျားတို့က ညံတမိုက်တထလေးနဲ့ဟိုပါဠိကောက်ဖက်ဒီစာကောက်ဖက်နဲ့လူရရသွေးခွန်နဲ့ရေးထားလူရစိုက်ကိုတင်းကင်းရင်းနဲ့ရေးထားရရကောက်ဖက်ပြီးတော့ဒါကြီးအရင်ကြီးကြီးကျယ်ကျယ်လုံနေရနော်ဒီနေ့ခမရုပ်ထက်ပို့ပြီးပညာရှင်သိပ္ပံပညာရှင်နဲ့ဗာပြောမယ်ဆိုရင် အဲ့ဒါအဲ့ဆိုညူတန်ပေါ့ဗျာနော် the more i study the universe the more i believe in god လို့ပြောတာလေငါ universe ကြီးအကြောင်းပိုလေ့လာနေလေဘုရားခင်ကိုယုံမှတွေ့လာနေလေနောက်ပြီးရင်ဂါလီလီယိုဂါလီလီကဘာပြောထားတယ်လဲဆိုရင်သိပ္ပံအင်းငယ်ကဘုရားခင်နဲ့ဝေးကွာစီပဲမဲ့သိပ္ပံအများကြီးကဘုရားခင်ပိုနီးဆက်စရာအကြောင်းဖြစ်စီခဲ့တယ်သူ့ကိုဘုရားခင်နဲ့ပိုပြီးနီးဆက်စီပေါ့ဗျာအဲ့တော့ဒီဘာသာမဲ့သိပ္ပံပညာရှင်တွေပေါ့ဗျာတချို့နည်းနည်းပပပဲနားလဲတူတွေကအာဒါကြီးက the power nature ဲ့တော့နည်းနည်းပေါ်ပါပဲနားလည်နိုင်ရဲ့သူရဟာဒါကြီးကတဘာဝပါဒါကြီးကသူနဲ့တူဖြစ်လာတာပါဒါကြီးကဖန်ဆင်းရှိမရှိပါဘူးဖြစ်လို့တဲ့ create လုပ်တဲ့သူမရှိပါဘူးလို့ blog ကပြောနေပေမဲ့တကယ်ဟိုသိပ္ပံကိုကောင်းကောင်းလေ့လာခဲ့တဲ့သူတွေကဟိုဒီ universe ကြီးတွေကဒီ newton တွေဒီ gravity တွေဒီအရာတွေကကျွန်တော်အများကြီးမပြောဘူးဒီအရာတွေကတွေ့တဲ့ systematically ချက်ချဖြစ်နေတာကဟိုဘလို့မှ create လုပ်ထားတဲ့သူမရှိဘူးလို့ငြင်းလို့မရဘူး ိဗံပညာနဲ့ဘုရားရှင်မရှိဘူးလို့လုံးဝဘာနဲ့မှတည်တည်ပြလို့မရဘူးဒါပေမဲ့ဘုရားရှင်ရှိပါရဲ့ဆိုရင်အရာအားဖြင့်တိဗံပညာကြီးကိုလေ့လာရင်လေ့လာရင်နဲ့ဒါတွေကိုတည်တည်ပြเสียအကြောင်းတွေဖြစ်လာတယ်ဒါကြောင့်တိဗံပညာဘေးသူမှဘုရားရှင်မရှိပါဘူးလုံးဝငင်းလို့မရဘူးဖျားရင်ရှိပါရဲ့ဆိုရဲအရာကြီးကိုပဲမိမောင်းထိုးပြနေအောင်အเจ้าခမည်းခွန်းကပြောတယ် ဒီပပောင်းချန်းအခန်းကြီးနှစ်အငယ်ခုနှစ်မှာ ထုံနောက်သာရရှင်ဘုရားခင်ဒီမြေမုတ်ဖြစ်လူကိုဖန်ဆင်းရဲ့လူရဲ့နှာခေါင်းတဲတို့ဇီဝတက်ကိုမုတ်တော်မူနေလူဒီအသက်ရှင်တော်တော်ဖြစ်လာရဲ့လို့ပြောပါတယ်အဲ့တော့ဒီရာကိုညင်းပယ်တယ်ဘသူညင်းပယ်လဲဆိုရင်ခမားပဲမဟုတ်ဘူးခြားတော်ဝင်လာဒီရာကိုညင်းပယ်ညင်းပယ်ပြီးတော့မှလူဟာမြောက်ကနေပြီးတော့မှဟို single theory ပေါ့ဗျာနော်သူဟာ single ဖြစ်စဉ် single ပြောင်းလဲပြီးတော့မှလူကမြောက်ကနေလူဖြစ်လာရဲ့ဆွဲအရာအဲ့တော့သူကိုယ်တိုင်က ဒီသူ့ရဲ့ theory ကိုပြန်ပြတော့မှမားပါရဲ့ဆိုရဲကြောင့်သူကိုယ်ကပြန်ပြီးပြောရဲဘာလို့လဲဆိုတော့မြောက်မှရှေ့ DNA နဲ့လူမှရှေ့ DNA DNA ကလာလာမှမအဆပ်လာလာမှတူညီမှုမရှိဘူးဒါပေမဲ့တမရန်ဆာကလူကမြေမိုးကနေဖန်ဆင်းတယ်လို့ပြောတဲ့အခါမှာမြေမှာရှိတဲ့69ရာခိုင်နှုန်းတော့ဓာတ်တွေနဲ့လူမှာရှိတဲ့69ရာခိုင်နှုန်းတော့ဓာတ်တွေကလုံးဝတူညီမှုရှိရဲ့ဆိုတဲ့အရာတွေကိုမြင်တွေ့ရတယ်နော် ။အားကြောင့်ခင်ဗျားတို့နားလည်နိုင်တာဘာလဲဆိုရင်တဝက်တစ်ဖက်ပဲခင်ဗျားတို့နားလည်နိုင်တယ်။လက်ရှိမှာရှိနေတဲ့အရှိတရားတွေဘာလဲ။ပုံပြနော်။နောက်ပြီးဘယ်လိုလဲဆိုတဲ့အရာတွေခင်ဗျားတို့နားလည်နိုင်တယ်။ scientist နဲ့ခင်ဗျားတို့လူတွေရဲ့ဘယ်လိုပြော philosophy တွေကိုယုံကြည်တဲ့သူတွေခင်ဗျားတို့နားလည်နိုင်တယ်။ဘာနားလည်နိုင်ဆိုရင်ဘာလဲ။ဒါကဘာလဲပုံပြနော်။သိပ္ပံပညာရှင်တွေလို့ဒါကဘာလဲ။နော်နောက်ပြန်ဟောဘလိုလဲဘလိုဖြစ်လာတာဘလိုလဲပို့ပြန်တော့ဒါဘလိုလဲလောကရဲ့အမှန်တရား neutral truth တွေပို့ပြန်တော့ ဝေါ်ထရစ်တွေပေါ့မောကန်ရဲ့အမှန်တရားကိုခင်ဗျားတို့နားလည်နေဒါပေမဲ့ house ရဲ့အရာကိုခင်ဗျားတို့နားမလည်နိုင်ဘာကြောင့်လဲဘာကြောင့်လူဖြစ်တာလဲဟုတ်ပြီခင်ဗျားတို့ပြောလို့ဒီလူဒီကျွန်တော်တို့လူတွေကဘာမှမရှိရဲ့ ဟိုဘယ်လိုပြောမလဲဘယ်ကမှမသိဘဲနဲ့ဘယ်လိုဖြစ်လာမှမသိဘူးပြန်တော့ခင်ဗျားတို့ပြောတာကကံကံရဲ့အကျိုးကြောင့်အဝိဇ္ဇာရဲ့တဏှာနေဖြစ်လာအဝိဇ္ဇာရဲ့တဏှာရှိဖို့ဆိုတာခန္ဓာရှိဖို့လိုအပ်တယ်အဲဒီတဏှာတွေအဝိဇ္ဇာရှိဖို့ခန္ဓာမရှိတော့မှဒီစိတ်လေးရှိဖို့လိုအပ်တယ်ပေါ့ဗျာနော်တိစိတ်လေးရှိဖို့လိုအပ်အဲ့တော့အဲ့အရာတွေကဘယ်လိုဖြစ်လာတာလဲဘယ်လိုဖြစ်လာတာနမန်းလည်းမသိဘဲနဲ့နောက်နိဗ္ဗာန်ဆွဲဘာမှမရှိတဲ့ညာကိုသွားမယ်ဆိုရင်ကနဦးကဘာမှမဖြစ်လာနဲ့လေဟုတ်တယ်မလားဘာကြောင့်လူဖြစ်လာတာလဲလူဘာကြောင့်ဖြစ်လာရတာလဲ why ဘာကြောင့် ကစားကြဘာမှမရှိနေရနဲ့ဘေးရမှမတီးပဲနဲ့လူဖြစ်လာရဗျာနော်လူထားမှတော့တခုခုဖြစ်လာရဗျာခင်ဗျားတို့ယူဆနေဖြစ်လာပြီးတော့မှဘာမှမရှိနိဗ္ဗာန်ရောက်အောင်ပြန်ပြီးတော့မှချင်းချင်းဒုက္ခခံပြီးပြန်ကြိုးစားရအောင်နေတယ်အဲ့တော့ကနဦးကလေးဘာမှမဖြစ်လာနဲ့လေဟုတ်တယ်မလားဘာမှအတိတ်ပဲမရှိဘူးဗျာဟုတ်တယ်မလားဒါပေမဲ့တမချန်းဆံမကလူဖြစ်လာရခြင်းရည်ရွယ်ချက်အတိတ်ပဲတွေကိုကောင်းကောင်းဖော်ပြထားတယ်နော်ဒါပေမဲ့ဒီလိုမြင်အောင်ပြောလိုက်ရင်ခင်ဗျားတို့နားလည်မှာမဟုတ်ဘူးခင်ဗျားတို့ကခင်ဗျားတို့တွေ့ရတာကလည်းရှိမြင်နိုင်တဲ့အရာကြားနိုင်တဲ့အရာဟို စဉ်းစားတွေးခေါ်တော့ဉာဏ်မီရဲ့အရာ ठी ပဲခင်ဗျားတို့ကတွေးနိုင်တယ်။ဒါကြောင့်ခင်ဗျားတို့ကလောကရဲ့အမှန်တရားရဲ့အရင်လွဲပြီးဘာမှနားမလည်။ဒါကြောင့်ကြီးကြီးစကကြီးစကကြီးနဲ့ပြောနေဖို့မလိုအပ်ဘူးလို့ပြောချင်ပါတယ်။ကြောက်ဆိုနားလည်လိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါကျွန်တော်ဒီနေ့ဒီ science ဒီဘာတွေအများကြီးနဲ့ကျွန်တော်မပြောတော့ပြောနေတော့ဘာမှနားလည်မှာမဟုတ်တဲ့အတွက်လေနော်။ဒီအရာလေးကိုကျွန်တော်ဒီနေ့ပြောချင်တယ်။ဒါကြောင့်လောကမှာလူတွေကကောင်းလာလို့ပါလို့ဖို့ကြိုးစားခြင်းကြအားထုတ်နေလူတွေကပုံပြီးတော့မှဆိုးရွားနေလေနော်။ ဒါပဲလောကရဲ့အမှန်တရားရင်ခင်ဗျားတို့ကဒါပဲနားလည်နိုင်တယ်လို့ပြောချင်ပါတယ်ကျူးတင်ပါတယ်